အသက်ကြီးနေလို့ကန်းကုန်နေရုပ်ရှင်ဇာတ်ကားမှာပါဝင်ခွင့်မရခဲ့ရှာတဲ့နေတူပရိသတ်များလုံးမင်္ဂလာပါရှင်ရက်ကွက်မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နေတိုးဆိုတာကတော့တခေတ်တစ်ချိန်မှာမြန်မာရုပ်ရှင်လောကရဲ့ထိတ်တန့်မင်းသားတစ်လက်ဖြစ်ခဲ့တဲ့လို့အခုချိန်မှာလည်းအကယ်ဒမီဆုရတဲ့အထိတရုပ်ဆောင်ကောင်းတဲ့မင်းသားတစ်လက်ပဲဖြစ်ပါတယ်။အထူးသဖြင့်နေတိုးကအချစ်အလွန်ဟာတဒရမာဇက်ကျန်၆ချားစီယာစတဲ့ရုပ်ရှင်မျိုးစုံမှာကြာရခရိုက်တာဇက်ကောင်မျိုးစုံကိုဗာဝဲလလာပိုင်နိုင်ပြီးပြင်စွာနဲ့တရုပ်ဆောင်နိုင်တဲ့သူပါ ဒါကြောင့်လည်းနေတို့ကိုတနိုင်ငံလုံးကလူကြီးလူငယ်ပြည်သက်တွေကအားပေးနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်းအခုခါမှာတော့နေတိုးဟာအသက်30ကျော်40အရွယ်ရောက်လာပြီဖြစ်လို့ဇယောင်အိုမင်းလာပြီဖြစ်ပါတယ်။ဒါကြောင့်ဂန်ကော်နီရုပ်ရှင်ဇာတ်ကားထဲမှာပါဝင်ခွင့်မရခဲ့ရပါနေတိုးကိုအသက်ကြီးနေလို့ဂန်ကော်နီရုပ်ရှင်ဇာတ်ကားမှာမပါဝင်ခိုင်းခဲ့ရတာကတော့ဒါရိုက်တာဝိုင်းဖြစ်ပါတယ်။ဂန်ကော်နီရုပ်ရှင်ဇာတ်ကားကြီးဟာနာမည်ကြီးကဏ္ဍဝင်စာရေးဆရာကြီးမင်းလူရဲ့ဝိတ္ထုကိုရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြန်လဲအသက်တွင်းရိုက်ကူးထားတာပါ။ဂန်ကော်နီရုပ်ရှင်ဇာတ်ကားကြီးကိုတော့နာမည်ကြီးဒါရိုက်တာဝိုင်းကပုံဖော်ထားတာဖြစ်ပြီးတော့ တယောက်ဆောင်မင်းသားအလင်းရောင်နဲ့ဖွေးဖွေးတို့ကပါဝင်တယောက်ဆောင်ထားတာဖြစ်ပါတယ်။ဝိတုထဲမှာပါဝင်တဲ့ဇက်ကောင်တွေကအများကြီးလှုပ်ပြခွင့်ရတာကြောင့်ဂန်ကောင်နေရုပ်ရှင်ဇက်ကားကြီးစတင်ရိုက်ကူးစဉ်ကလေးကဖွေးဖွေးနဲ့အလင်းရောင်တို့ကအကယ်ဒမီစုရနိုင်တယ်ဆိုပြီးနာမည်ကြီးခဲ့တာပါ။ ကန်ကောင်နီရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးတဲ့ဒါရိုက်တာဝိုင်းကတော့ကန်ကောင်နီဇာတ်ကားမှာဖွေးဖွေးဟာခင်မေတင့်နေရာကိုအကောင်းဆုံးတယုံဆောင်နေတာကြောင့်ကျေနပ်မိရလို့ဆိုပါရယ်။ဒါအပြင်အလင်းရောင်ကအစောပိုင်းမှာတော့ကန်ကောင်နီဇာတ်ကားရိုက်ကူးဖို့တဲ့စီစဉ်ထားတဲ့မင်းသားမဟုတ်ပေရိုက်ကူးမဲ့မင်းသားကအသက်40ကျော်နေရာကြောင့်ကရီတာနဲ့လိုက်ဖက်အောင်အလင်းရောင်ကိုတယုံဆောင်ခိုင်းခဲ့ရမှာအလင်းရောင်ကအကောင်းဆုံးတယုံဆောင်နိုင်တယ်လို့ဒါရိုက်တာဝိုင်းကဆိုပါရယ်။ အစောပိုင်းမှာဂန်ကော်နီရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးဖို့ထပ်ပြင်ဆင်ထားတာကနေတိုးနဲ့ဖွေဖွေပါစာရေးဆရာမပုံညာခင်ရဲ့ကျမကနင်းစီပါမောင်ရုပ်ရှင်ဇာတ်ကားကြီးကိုနေတိုးနဲ့ဖွေဖွေကလိုက်ဖက်ညီစွာတရုပ်ဆောင်ခဲ့တယ်လို့စာရေးဆရာကြီးမင်းသူရဲ့ဂန်ကော်နီဝိထုကိုလည်းနေတိုးနဲ့ဖွေဖွေကိုပဲတရုပ်ဆောင်စေခြင်းခဲ့ရပါဒါပေမဲ့နေတိုးဟာအသက်40ကျော်နေရာကြောင့်မျက်နာကအိုမင်းရင်းရော်ပြီးဇယောင်ကိုမလွန်ဆန်နိုင်တော့ပါဘူးဒါကြောင့်ဂန်ကော်နီဝိထုတဲကအထက်တန်းကျောင်းသားဆိုးချစ်ကာရက်တာကိုပုံမဖော်နိုင်လို့ဒါရိုက်တာဝိုင်းကထုတ်လုပ်သူကို ကြံပေးခဲ့ရပါဒါကြောင့်လည်းကန်ကောနေရုံရှင်ဆက်ကဟာဖွေးဖွေးနဲ့နေတို့ဖြစ်လာရမယ့်အစားဖွေးဖွေးနဲ့အလင်းရောင်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့အလင်းရောင်ကဆိုချစ်ကာရက်တာကိုအကောင်ဆုံးပုံဖော်နိုင်တယ်လို့ဒါရိုက်တာဝိုင်းကချီးကျူးခဲ့ပါတယ် အထူးသဖြင့်အလင်းရောင်ရောဖိုးဖွေးပါဂန်ကော်နီရုပ်ရှင်ဇာတ်ကားရိုက်ကူးချိန်မှာငယ်ရွယ်နှုပြိုနေရာကြောင့်ကြည်ကောင်းတာကတော့အမှန်ပါပဲ။ဘာပဲဖြစ်ဖြစ်နေတိုးနဲ့ဖိုးဖွေးဆိုရင်တမျိုးတော့ကြည်ကောင်းပြီးရတာတမျိုးခံစားရမယ့်သူတွေလည်းရှိနေပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဂန်ကော်နီရုပ်ရှင်ဇာတ်ကားထဲမှာအလင်းရောင်နဲ့ဖိုးဖွေးတို့တရုပ်ဆောင်ချက်တွေကိုဘယ်လိုမျိုးထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အစုံနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။